ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။ဈာမပျော်ရွှင်လူပတ်ဝေးကြီးစစ်စင်ကနေပြီးတော့ပြည်သက်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ပြည်သက်များကိုတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ဒေဂျင်စားသုံးခြင်းကဥမာကြီးကိစ္စကိုအားနည်းစင်နိုင်တဲ့ဆိုတဲ့အကြောင်းအရာကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။တပတ်မှာဒေဂျင်နှစ်ခါဒါမှမဟုတ်လေနှစ်ခါပတ်ဖို့စားသုံးပေးခြင်းကတော့ဥမာကြီးကိစ္စဖြစ်နိုင်ခြေကို20ရာခိုင်နှုန်းထိကိုရှော့ချပေးနိုင်တယ်လို့လေးလာမှုအသစ်တစ်ခုမှတွေးရှိခဲ့တာပဲဖြစ်ပါတယ်။ဒီလေးလာမှုကို Get Microsoft Channel မှာဖော်ပြထားတာဖြစ်ပြီး ဒိတ်ချင်းကိုတပတ်မှနှစ်ခါထားမှမဟုတ်လဲနှစ်ခါထပ်ဖို့စားသုံးသူတွေရဆိုရင်တော့ဥမာကြီးရဲ့ညာဘက်ချမ်းမှာအများအားဖြင့်တွေ့ရတတ်တဲ့ပြင်းထန်တဲ့ဥမာကြီးကင်ဆာအမျိုးအစားဖြစ်ပွားနိုင်ခြေကို20ရာခိုင်နှုန်းထိကိုရောနှဲချောင်းကိုလည်းသိရပါတယ်။လေးလာမှုရဲ့ဥဆောင်စာရေးဆရာတဦးဖြစ်တဲ့ဒေါက်တာရှိုချီအိုကီနိုကလည်းသူ့ဖွဲ့ရဲ့ရွေချက်ကိုအခုလိုမျိုးပြောပြပေးသွားခဲ့တာပဲဖြစ်ပါတယ်။ရေရှည်စားသောက်မှုပုံစံတွေနဲ့တခြားထိတွေ့မှုတွေကို ပစ္စည်းအတွင်းမှာဖြစ်နိုင်ခြေရှိတဲ့အ धिक ကွာခြားချက်တွေနဲ့ဆက်ဆက်ဖို့ဖြစ်ပြီးတော့၎င်းကဘက်တရီယာမျိုးစိတ်တစ်မျိုးမျိုးရှိခြင်းဒါမှမဟုတ်လည်းမရှိခြင်းပဲဖြစ်ပါတယ်အဲ့ဒီလိုစုံထောက်လုပ်ငန်းတွေရဆိုရင်စားသောက်မှုပုံစံနဲ့ကျန်းမာရေးရှားလက်တွေကိုဆက်ဆက်ပေးတဲ့တတိအထောက်ထားတွေရဲ့ခိုင်မာမှုကိုတိုးမြှင့်စေနိုင်ပါတယ်လို့လည်းရှင်းပြခဲ့တာပဲဖြစ်ပါတယ်။သူတွေဒီလေစမ်းသပ်စစ်ဆေးခဲ့တဲ့အကျဲ့ရဲ့တ िश ူတွေရဆိုရင်ယောဂမှာအများအပြည့်တွေ့ရတတ်တဲ့ Vivido Patrian လို့ခေါ်တဲ့ Bacteria Pine Drop ဖြူသဘောဆောင်ခြင်းတွေ့ရှိခဲ့ပါတယ်။လေးလာမှုရဲ့ပူတွဲအခြေခံစာရေးဆရာတဦးဖြစ်တဲ့ဒေါက်တာတိုမိုတာကယူကိုင်းကတော့ဒိတ်ကျင်းနဲ့တခြားအဆင့်ပေါက်ထားတဲ့နှုတ်ထွက်ပစ္စည်းတွေအားဆိုရင်အစာအိမ်နဲ့ဥလန်းဆောင်ကျန်းမာရေးအတွက်အကျိုးရှိတယ်လို့အချိန်အတော်ကြာယုံကြည်ထားကြတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့တွေ့ရှိချက်အသစ်တွေကြာဤအကာအကွယ်ပေးတဲ့အာဏိတရားဆိုရင် 5V battery ရဲ့အပြည့်အဝဆောင်တဲ့အကျိတ်တွေအတွက်ကိုတီးသန့်ဖြစ်နိုင်တယ်လို့လည်းအကြံပြုပါတယ်လို့ပြောဆားသွားခဲ့တာပဲဖြစ်ပါတယ်။လေးလာမှုအတွက်သူတေတူရာဆိုရင်နှစ်ပေါင်း20ကြာပြုလုပ်ခဲ့တဲ့ American Louis နဲ့ပတ်သက်တဲ့စားသားမှုအချက်အလက်နှစ်ခုကိုခွဲခြမ်းစိတ်ပြခဲ့ကြတာပဲဖြစ်ပါတယ်။ဒါတွေကတော့ The Nexus Hair Study အမျိုးသမီးအယောက်၃သိန်းပါဝင်တဲ့လေးလာမှုတွေနဲ့ Hair Professional Follow-up Study အမျိုးသား၅၁၀၀၀ပါဝင်တဲ့လေးလာမှုတို့ပဲဖြစ်ပါတယ်ရှင်။ ဟုတ်ကဲ့ပါဒီနေ့မှပြောပြတင်ဆက်ပေးသွားတာကတော့ဒိန်ဂျင်စားသုံးခြင်းကဥမာကြီးကင်စာကိုအားနည်းစေနိုင်တဲ့ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဒီစီစဉ်လေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းစမ်းမရှင်လန်းချမ်းမြေ့ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်စမားရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်